အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ပါကျွန်တော်ကျွန်တော်ရဲ့ညီကိုမောင်နှမများကိုဖတ်ပြပေးခြင်းတဲ့ဝိထုတို့လေးကတော့စာရေးဆရာဆရာအနန္ဒာမိုးကျဲရေးသားထားတဲ့အမောင်ဆုံးတို့မယုံမီဆိုတဲ့ဝိထုတို့လေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနာတော်တာဆင်ပေးကြပါအောင်ခင်ဗျာအမေကြီးတော်နှင်းရွှေတရာအိမ်ထဲမှာအိမ်ပြင်မထွက်နိုင်ဒီမှာရဲ့အတံပင်ကြာခဲ့လေပြီ အသက်ကလည်း80ကျော်ပြီဆိုတော့အနေထားကအားလုံးယူရင်းပျက်စီးတော့မယ့်သဘောဆိုတော့တတိတွေမေးရောပြီး ဝေဒနာတစ်ခုခုကြောင့်အိပ်ရတဲ့လဲနေတာဖြစ်ရမယ်။တေးကြတော့ပေါ့ကွာတချောင်ချောင်ဖြစ်နေတာတော့ကြာပြီ။ခုမှအိပ်ရတဲ့လဲတာ။ဒါဆိုမကြတော့ဘူးထင်တယ်။ဟာကွာဖွက်ဖွက်မပြောကောင်းမဆိုကောင်းမအူးမချွတ်နဲ့။တကယ်လေအမေကြီးတော်နှင်းရွှေတယောက်အိပ်ရတဲ့လဲနေခဲ့ပါပြီ။ဒီတော့လေအနီးပါတွင် ရှိကြကုန်သောသားသမီးမြင့်မြင့်တွေကတပြန်တလဲပြန်လဲပြုစုကြသည်ပေါ့။အမေကြီးတော်နှင်းရွှေခင်ပုံ ဥလတာကွဲလွန်ခဲ့ဒီမှာအနည်း40ခန့်ရှိသွားပါပြီဒီရက်ဒီပါဒီရည်ဒီမြည်ဤဒီတင်းကြီးမှာပင် ကောင်းချသွားခဲ့ခြင်းဖြစ်သည်အမေကြီးမှာခင်မုန်းတဲ့ကွဲလွန်သွားတော့တမီးနှစ်ယောက်တားသုံးယောက်ကျန်ရစ်ခဲ့သည်အမေကြီးဒီဓမင်လဲမှုဓမင်မထူပဲတားသမီးတွေအားလုံးကိုအုပ်အုပ်စည်းစည်းထိမ့်သိမ့်က စီးပွားရေးကိုဥဆောင်လုပ်ကင်ခဲ့သည်သားသမီးအားလုံးကိုပညာတဲ့တွေဖြစ်စေရန်အတန်းကြောင်းတို့ပို့ပေးသည်တို့ရာတွင်အကြီးဆုံးသမီးနှင့် ၎င်းအောက်၃ယောက်တို့မှာပညာပါရမီမပါ၍လုံးမပြောတဲ့မူလတိုင်းပညာအလေတိုင်းပညာတဝက်တစ်ပြည့်နှင့်ပင်ကြောင်းမှထွက်ကုန်ကြသည်လုပ်ငန်းတွင်လည်းရောက်ကုန်ကြသည်နောက်အသည်သည်အသက်အရွယ်ကလေးတွေရလာကြတော့အိမ်ထောင်ရသားတွေကြကုန်ကြသည် ကိုပိုင်စည်းဝါးတွေခွဲထွက်ကုန်ကြသည်ဒီတော့လေအမေကြီးခမရှားခွေ စုဆောင်ထားခဲ့သည့်ဥစ္စာချို့ကိုထုခွဲပြီးအချို့ကျထူထောင်ပေးလိုက်ရသည်ပဲပေါ့ သားသမီး၅ယောက်နဲ့မှသွေးဆောင်ခန်းဒီအဖက်တင်လာခဲ့တော့တမိငယ်ဆုံးကလေးမထွေးတင်ကိုတော့အမေကြီးသဲတုံမတက်ချစ်သည်သားသမီး၅ယောက်ထဲတွင်ဒီတမိကလေးရုပ်သွင်းဆင်းလျာပြည့်ပြည့်ပုံကတမျိုးတပါးသာလှပတင်တဲ့ကျက်ဒီအသွဲတွေနဲ့ပညာရေးဘက်၌လည်းသူမတူအောင်ထူးချွန်လာပါ၏မူလာတန်းမှသည် အလဲတန်းအထက်တန်းတလျှောက်အကြရှုံလုံးဝမရှိဘဲထူးချွန်စင်နေအောင်မြင်ခဲ့သည်ကြီး အထက်တန်းဆောင်မိပဲကြပြန်တော့လေနှစ်ချင်းပေါက်အောင်မြင်ခဲ့သည်တိအတွက်ဆယ်တန်းအောင်မြင်ဘူးသူတူတယောက်မှမရှိတော့ဒီရွာကလေးတွင် အမေကြီးခမဘိုင်းကလေးပန်းဟန်ကလေးပြနိုင်ခဲ့သည်တမီးပညာရေးတက်ကတူတက်မယ်မီပညာရေးနဲ့ဖွဲ့ယူပြီးចောင်းဆရာမလုပ်မယ်ဘယ်နေရာဘယ်ဒေသကိုပို့ဖို့တမီးသွားပြီးတာဝန်ထမ်းဆောင်မယ်အမေတဲ့အသေးပေါက်မတက်ချေရလေတော့တမီးကလေးဒီအပြောနဲ့အလုပ်လက်တွေ့ကြိုက်သူဖြစ်သည့်ပညာရေးဝန်ထမ်းအဖြစ်ခံယူပြီးတကလား ရဝေးနေကြသူထွက်ခွာသွားခဲ့ပါသည်တမီးနဲ့လိုက်ခဲ့ပါလားအမေရဲ့လိုက်ချင်ပါတယ်တမီးရဲ့ဒါပေမဲ့အမေမကတန်ရော့စင်ကြီးများလာတယ်မဟုတ်လားအကြီးမမှလည်းကလေးတွေတိုးလို့တွဲလောင်းနောက်တမီးအကိုငယ်ထွန်းဆန်ကလည်းသွေးနေနေဆိုးတယ်အမေမရှိလို့ကတော့ကတောင်းကနေကြပြောင်းကမြန်နေဖြစ်ကုန်လိမ့်မယ်တမီးရဲ့အဲ့ဒါကြောင့်ပါကွယ်ဟိုရောက်ရင်ကျမ်းမကြီးကိုဂယုဆိုင်တော့တမီးစိတ်ချပါမီး အမေလည်းကျမ်းမာရေးကိုခရီးဆိုင်ပါအသက်ကကြီးပြီပြင်ပမဲမဲဘာမှမလုံးနဲ့တော့ဖះသွားကြောင်းတယ်ဥပုသတင်းတီလာလီယူရာလာဟုတ်ပဲလို့ဟုတ်ပြီလားတမိအစဉ်ပြင်ပြေးတယ်လို့အမေသုံးဆွဲရအောင်ငွေပို့ပေးမယ်နော်အမှန်တကယ်လေတမိလေးထွေးတင်သည်မိမရေးချရှိသူ တူပဲဖြစ်သည်တလတခါတခါတလီနှစ်လတခါလောက်လာခရဲမှဖဲ့ဖဲ့ပြီးမိခင်ကြီး၃ရဆွဲရအောင်ပို့ပေးသည် အမေကြီးဖို့တမိလေးထွေးတင် ပို့ပေးသောငွေသည် သူမအတွက်သုံးရဆွဲရသည်တိတ်မရှိတစ်ခနဲ့ရှိရံများလေးရှိသောသားငယ်အတွက်အမြဲလိုပူဇာတတ်သောမြေးတွေအတွက်သာစီစဉ်ပျော်ဝင်သွားခဲ့သည်သာတည်းသို့တော်လည်းအမေကြီးတော်နှင်းရွှေမညူစုပါသူမသည် သားသမီးတို့အပေါ်တွင် အသေးပေါက်မတက်ချစ်သည်မြေးတွေမြစ်တွေရလာသောအခါ၌လေမြင်းမြစ်တွေအပေါ်တဲဲဥပြက်ကြွေတော်မလောက်ချစ်သည် သူမပိုင်ဆိုင်သောဥစ္စာပစ္စည်းမှန်သမျှသည် သူမမျက်ွယ်ပြုတ်သွားခဲ့လျင်ဖြင့်ကြံ့ရစ်သူအလုံးအတွက်သာသည်ဇာတိစရာဗျာတိမရဏဟုဆိုကြသည်မရဏပန်းနိုင်သူမရောက်သေးလင်ကစားမဲကြီးတော်နှင်းရွှေပုဇယာဤဧရိယာအတွင်း၌ဗျာတိညှင်းမှန်းနှိမ့်ဆက်မှုတန်းကိုခံစားနေရပြီဖြင့်ဧရာလေပြီဆိုတော့လေဒီသားဒီသမီးဒီမြေဒီမြစ်တွေ အပြုစုကို မခံလို့အဘယ်မှာသွား၍ခံရမှာတဲ့နီး အဝေးရောက်တမိငယ်ထွေးတင်မှလွေ၍ဒီရက်ဒီပါတွင်ရှိကြကုန်သောကြံတမိသားမြင့်မြင့်တွေကတကြီးဝဲဦးမိခင်ဦးအဖအုပ်အပေါ်တွင်ပြန်လေပြုစုကြပါသည်တို့ရာတွင် အမေကြီးဒေါ်နှင်းရွှေဤပြတနာအနေထားကတတိမှန်သမျှတိတ်မကောင်းတော့ခြင်းပင်အိမ်သားတွေကအမေကြီးအတွက်အစားအသောက်တို့ကိုပြင်ဆင်ကစိတ်ချရလက်ရှိကြွေးမွေးရှာပါသည်စားတော့ပြီးပြီဆိုတော့လေပြန်လေလှဲခြင်းတိမ့်စီရပြန်သည်ပေါ့ ီကာလမှာပင်ရက်သေးရွာထဲမှလူမမာသတင်းပေးအချို့ရောက်လာကြပြီးပရိတန်တာရစကားဆိုကြသည်အမေကြီးနေသားတိုင်းသာရှိရဲ့လားဤကွယ်တတော်လေးနေကောင်းပါလေထမင်းကိုစားပြီးပြီလားတကယ်တော့မကြခင်ချိန်ကလေးကပင်အိမ်သားတွေကျွေးမွေးသဖြင့်စားပြီးတောက်ပြီးဖြစ်သည်ဒါပေသည်သတိမေ့လျော့တတ်သည့်မောမူဟာတတကဆိုသည်အရွယ်ဆိုလေတော့စိတ်ထင်ရကိုလှုပ်ခနဲပြောထွက်ခဲ့သည်မစားရသေးပါဘူးကွယ်ဟမ် စားရသေးဘူးဟုတ်လားနေထောင်တော်တော်မြင့်နေပြီပဲအမေကြီးရဲ့အင်းလေးတို့လည်းတို့လုံနဲ့တို့မအားမလက်ဖြစ်နေကြတယ်နဲ့တူပါတယ်အမေကြီးကိုအခုထိဘာမှမကြွေးကြသေးပါဘူးကွယ်ဒီတော့လေအပါရင်းရှိကြကုန်သောသာသမီမြေမြေအပေါင်းမှာမျက်နာပြတ်သွားကြရ၏စိတ်ထဲမှာလေဒါငါတို့ကိုလူရှိသူရှိမှအဆက်ခွဲလိုက်တာပဲ ဖူ၍စေတနာကွက်သွားခဲ့ကြရသည်ဒီအတွက်ကြောင့်လေနောက်ဓမင်းစာချင်းတန်းသဖြင့်ကျွေးမွေးလေတော့အခါစေတနာပြက်ပြဲ၍ဝိတရားတည့်အနေဖြင့်သာကျွေးမွေးလေတော့ဤအသက်အရွယ်ကစကားပြောလာလို့အတိတွေတတိတွေချွတ်ယွင်းလာတာပါဟုသည့်အမြင်မရှိတော့အဲ့ရတဲ့လေမိတာလဲသည် အမေကြီးတော်နှင်းရွှေဤစိတ်တက်ကမမရှာရှာရှိလာသည်ကံအားလျော်စွာဝမ်းမိကလည်းကောင်းလာ၏ဘာသာစာခဏကလေးနှင့် အစာကကျေညက်သွားတော့၏ ဒီတော့အစာအိမ်ကထပ်မံ၍အစာကို တောင်းဆိုလာပြန်သည်။တာကြီးမိန်းမချွေးမဖြစ်သူကလင်းတော်မောင်ကို တီတိုတီတိုတဖန်ဖို့လှုပ်တော်သည်။ကိုညွန့်တင်တော်မေဟာဟုတ်မှဟုတ်သေးရဲ့လားစားလိုက်တာလေတရေမရေပဲကျုပ်တော့တိတ်မရောဘူးထင်တာပဲရိုးရိုးပါကွာအေးမင်းပြောတယ်လို့ဟုတ်မဟုတ်အကဲခတ်ကြည့်အဖြေပေါ်ပါလိမ့်မယ် တခါသားမတော်မြည်ဒီမြစ်တွေကစော်ကစားလောက်ဖို့သာအာယုံတန်နေကြလေဤတော့ဘွားဤအတွေ့ကျွေးမွေးဒီကအာမဆက်ရှာမဆက် နေပါလုံးလှသည်ဒီတော့လေဝမ်းမိကောင်းနေသေးသောသူမအဖို့အခမ်းမရက်နိုင်အောင်ဆာလောင်လာသည်အရွယ်ကောင်းကျမ်းမာရေးကောင်းစဉ်ကဆိုလျင်ကိုယ့်လက်ကိုယ်ချေမှုအကြောင်းမဟုတ်တော့ညာခုလိုမျိုးမဟာဒုက္ခနှင့်ဇရာဒုပလရွေးမာတို့အံရီတွေကိုမမျော်လင့်ကြတော့တမိရဲ့သားကြီးမြည်တို့မြစ်တို့ကြီး အမေလေးအဖွားလေးဆာလာတာမှမနေနိုင်မထိုင်နိုင်တော့အောင်ပဲဒီတော့အမေကိုအဖွားကိုနည်းနည်းတော့ထက်ကြွေးပါလားကွယ်ဒီလိုလဲမပြောချင်ငှက်ဆောင်၍နှုံနေသောစကားကိုမဆိုချင်တော့ဘာမဟုတ်သည်အစားအသောက်နှင့်ပတ်သက်၍ပြောဆိုရတာလောက်ရှက်စရာမရှိဟု နားလေခံယူထားသည်ဒီတော့ဆာလောင်မှုဝေဒနာကိုကြိတ်မိတ်ခံစားလိုက်သည်တို့ဖြင့်အိမ်သားအလုံးအိမ်မောကြခြင်းတို့ ရောက်ရှိလာခဲ့၏ ဤတွင်အကူအတွဲမပါဘဲလမ်းလျှောက်ဖို့မှမိတို့မျှမဖြစ်နိုင်သည်မို့စာလောင်မှုတိတ်မှုကိုဖြေဖြောက်ရန်အားတင်းလိုက်သည်ဒီနောက်အိယာမှလက်ထောက်လျက်ဖင်ရွှေ့ဖင်ရွှေ့ဖြင့်မိဖို့ကြောင့်ကြောင်းအင်ရှိရာသို့အားတင်းကရွှေ့လျားခဲ့သည်တကယ်ဆိုအမေကြီးအနေဖြင့်ဘသူရေးထဆန်းဟိဘေဝါရေးထဆန်းမှဟိငါမခံမရနိုင်လောက်အောင်စာလောင်လုံးလိုခုခက်ကြွေးကြဆန်းမှဟူ၍အော်ဟိနှိုးနိုင်သည်သို့သော ။အော်သူတို့ခင်ဗျာမေစားဝိနေရေးအတွက်တဏီကုံတဏီကံအလုပ်တွေဆက်ဆက်လုပ်နေရရှာတော့ပင်ပင်ပန်းပန်းအိမ်မောကြနေကြရှာတဲ့ဥစ္စာစိတ်ချလက်ရှာအိပ်ပါစီလေငါနှုတ်လိုက်ရင်ခင်ဗျာတွေမေအေးပြက်ရှာကြလိမ့်မယ်ဟု၍စေတနာထားရှိသည်ဒုစေတနာကပင်အမေကြီးအတွက်အမားဖြစ်စေခဲ့ပြီလားမသိဟောကိုညွန့်တင်ကိုညွန့်တင်အပါထဆမ်းပါအောင်ဟေးဘာများလဲကွာဒီမှာအိတ်ကောင်းနေရတဲ့အထက်ဘာများဖြစ်လို့လဲ ။ဘာဖြစ်ရမှာလဲတော့အမေတော့အမေကျုပ်ရောက်ခမလီတဏီကုံအိယာထဲမှာရှိနေတာခုအိယာထဲမှာမရှိဘူး။ဟဲဟုတ်လားဘယ်လိုများဖြစ်ရတာပါလဲ။တာကြီးနဲ့ရွှေမကအမေကြီးဗမာရှိမိဘာလို့မိကိုမတိမတာအတန်လုံးလုံးဖြင့်ချောင်းမြောင်အကဲခတ်ကြသည်။ဤတွင်အမေကြီးလဲဖင်ရွှေဖင်ရွှေရင်မှာကျောင်းဝင်းဤရောက်ပြီးတကာလကျောင်းဝင်းကိုဖွင့်လျက်အထဲမှာသမင်းအိုဟင်းအိုးတို့ကိုဖွင့်က ဆာလောင်မွတ်သိမ့်မှုကိုစိတ်ရှိသလောက်ဖြည့်ဖြောက်ပါတော့ဤ။ gain ကျုပ်ပြောတာမမှန်ဘူးလား။တော့အမေကြီးကပုံမှန်အနေထားမဟုတ်ပါဘူးလို့။အေးထူးတာတော့အမှန်ပဲကွ။အေကန်ကအမေဖုတ်ဝင်နေတာများလားမပြောတတ်ဘူး။သေချာတာပေါ့ရှင်။တိတ်သေးချာတာပေါ့။ဒီတော့ဘာလုပ်ရမလဲ။ ဘာလို့ရမှာလဲရှင်ဖုတ်ဆိုတဲ့မကောင်းဆိုးအားကိုထုတ်ပြရမှာပေါ့တော့မဟုတ်ရင်ဖုတ်သက်ရှိပြီးအိမ်သားတွေကိုဒုက္ခပေးလာမှာကိုပဲရွာမှာပယောကဆရာဦးအောင်ကြီးဆိုတာရှိတယ်အဲ့ဒီဆရာကြီးကဖုတ်နဲ့ပတ်သက်လို့ကတော့တကယ်နိုင်နင်းတဲ့တော်အေးပါကွာအခြေအနေရကြည့်ကျက်လုံးကြတာပေါ့ဒါမျိုးဆိုတာကိုယ့်သဘောတကူတည်းနဲ့မကောင်းဘူးကျန်တဲ့ညီကိုမောင်နှမတွေနဲ့တိုင်တိုင်မြင်မြင်ညှိညှိနိုင်နိုင်လုံးမကောင်းမယ် ဒါဆိုအဝေးရောက်နေတဲ့တော့ညမကြုတ်ရောက်မှထွေးတင်ကိုတန်ကျိုးရိုက်ပြီးခေါ်လိုက်ပေါ့တော့အေးပါကွာအေးပါအေးပါလင်မယားနေအောင်လေတိုးတန်တဲ့တဲ့မြလောက်အတိုင်ဖောက်ညီနေကြစေဝဲအမေကြီးတော်နှင်းရွှေလေလောင်မြိုက်နေတော့ဝမ်းမီတော့အာငိမ့်သက်ပြီးပြီဖြစ်၍ဖင်ရွှေဖင်ရွှေဖြစ်ပင်အဲ့ရတို့ရွေလျားပြန်ပါတည်းရဝေးမြေချာမှာတမီလေးထွေးတင်ပြန်ရောက်လာတော့မိခင်ကြီးတော်နှင်းရွှေခမညာအတော်ကလေးဝမ်းသာကြည်နူခဲ့ရသည် ခံစားနေရသောဝေဒနာတဝက်မကပင်တက်တာသွားပါဘကောဟု၍ထင်မြင်ယူဆလိုက်ပါသည်အမေအိယာထက်မှမိမ့်နေတော့သားသမီး၅ယောက်တို့တနေရာ၌ခေါင်းချင်းဆိုင်တိုင်ပင်ကြသည်ရုတ်တရက်ကြည့်လိုက်ရင်ဒိုများရဲ့အမေလို့ထင်မြင်ယူဆရပေမဲ့အမေမျက်နှာပုံးဆွတ်ထားတဲ့ဖုတ်ကောင်ကြီးပဲဟာဟုတ်တယ်အမေရဲ့ခန္ဓာကိုယ်ထဲဝင်ပူးပြီးအမေထန်းဆောင်နေတာအမှန်မှာတော့ဖုတ်ပဲအဲ့ဒီဖုတ်ကသူစားခြင်းရာဒီအပတယ ဝါအောင်စားမပဲတချို့ဖုတ်များဆိုသွေးစုတ်တက်တဲ့ဗစက်နဲ့စုတ်တာမျိုးမဟုတ်ပဲအသာအသာချင်းထိကက်တာမျိုးပေါ့လေညီမလေးကတော့တိတ်ယုံကြည်မရှိဘူးကိုလေးအော်နင်ကခေပညာတဲ့ကျောင်းဆရာမကြီးဆိုတော့ဒီရုပ်နံကိစ္စတွေကိုလက်မခံဘူးပေါ့လေနင်ကလက်တွေ့မမြင်ရသေးလို့ပါမယုံရင်ဒီညလက်တွေ့ပြမယ် အဲ့ဒီနေ့ညနေကအမေကြီးစားဖို့ရအတွက်ကျောင်းသားတာတာလောက်တာပြင်ဆင်ပေးခဲ့သည်အမေကြီးခမညာထမှန်စားတော့လို့တော်ညာအားလုံးဤမျိုးလုံးတန်ကိုမခံစားနိုင်တော့တဖြင့်ရင်ငုံနှုတ်ပိတ်နေခဲ့ရှာသည်ညရောက်တော့အားလုံးအိမ်မောကြနေလောက်ပြီဟုထင်ရသည့်အချိန်ဝယ်အမေကြီးသည်ဖင်ရွှေ့ဖင်ရွှေ့ဖြင့်ကျောင်းအင်းရှိရာသို့ရွှေ့သွားတော်သည် ထွေးတင်ခိုမှတွေ့တယ်မဟုတ်လား ။ရောင်းမဖြစ်သူကမင်းငော့ပြ၍အမေအဖြစ်ကို ထွေးတင်ငေးကြည့်ရင်တဲပြားဆက်ဆက်နာကျင်ရပါသည်ကောအမေကြီးသည်အသားအရာပင် ကြောင်အိမ်ကို ဖွင့်လိုက်သည်ပြီးတော့ထမင်းအိုဟင်းအိုများကိုဆွဲထုတ်ကစားတော့သည် ထွေးတင်မနေသာတော့အမေဆိုသည်ဘာသာပြေရကိုနားလေသည် အမေမျိုးဝန်းတွေကို သူ့သဘောပေါက်နေသည်ထို့ကြောင့်မင်းရောင်းမဖြစ်သူဆွဲထားသည့်ကြားမှအမေရှိသည့်မိဖို့ကန်းသူလှမ်းလျှောက်လာခဲ့သည်အမေ ထွေးတင်ဆွဆွနေနေခေါင်ငင်မှုကြောင့်အမေကြီးသည်သမင်းလည်းပြန်ငေးကြည့်ရင်ညက်ရည်များစီးကြလာက နေရာတွင် ပုံရက်သာလဲကျသွားလေတော့တည်းကဲတို့များမေရဖုတ်ဝင်နေပြီဆိုတာတေချာပြီမဟုတ်လားဒီတော့ပယောကဆရာဦးအောင်ကြီးစီစဉ်ညွှန်ကြားတဲ့အတိုင်းဒီကနေ့ကစားအားလို့အစာရေစာမှန်သမျှဖြတ်တောက်ပြရမယ်တပတ်နဲ့မှကိစ္စမပြောင်းအေးရအောင်ဩဇာရွက်ထဲတာလို့ခြေဘွားကိုခုံဖနှက်နဲ့ရိုက်တာလို့လုပ်ရမယ် ိုးမလုပ်ရဘူးမလုပ်ရဘူးအမေကိုအကိုတို့အမတို့ဘာဆိုဘာမှမလုပ်ရဘူးအကိုလက်ဤအစီအစဉ်ကိုထွေးတင်ပြင်းပြင်းထန်ထန်ကန့်ကွက်သည်ခါခါတီးတီးညှဉ်းဆန်သည် မဟုတ်ဘူးလေထွေးတင်ရဲ့ကုဟာကတို့များဖုတ်ကို ထုတ်ကြတဲ့ဥစ္စာပဲဘာဖုတ်လဲအမေဟာအမေအစ်စ်ပဲဘာဖုတ်မှမဝင်ဘူးအမေခမရဝမ်းမီးကြောင့်အစာချက်အားကောင်းပြီးမခံမရက်နိုင်အောင်ဆာလောင်ရှာတာထက်စားခြင်းလို့တောင်းရင်လေရှက်စရာမှုခုလိုတိတ်ဆိတ်တဲ့အချိန်မှာစားရချာတာပါ ဒါဆိုရင်စားတော့နေတော့လူမိသွားလို့ပုံလဲကြသွားတာကရောဒါကလည်းအမင်းစိတ်ထဲမှာငါ့ကိုငါဒုက္ခကိုကုညီဖေးမပေးမဲ့တာသမီရောက်လာပြီဆိုပြီးအာကိုရာကတင်းထားတဲ့စိတ်တွေကြော့ကြသွားပြီး ခွေကြသွားရတာပါဒီအချိန်မှာအမင်းအတွက်အလိုအဆုံးကအစားကောင်းအတော့ကောင်းဈေးကောင်းဝါးကောင်းအပြင်တာသမီမြင့်မြင့်တည်းရဲ့မြစ်တာပါပဲအကိုလေးရဲ့ တကယ်ဖုတ်ဝင်တာမဟုတ်ဘဲနဲ့မိဘအရင်ကိုဖုတ်ထုတ်တယ်ဆိုပြီးအသက်ဆုံးမအောင်လှုပ်တာကပင်စာနန္ဒရိယဆိုတဲ့ကံကြီးထိုက်ပါတဲ့အကိုလေးရဲ့ဒါကိုသားသမီးတိုင်းကယုဏထားလာမယ်ညီမလေးအမှုထမ်းခဲ့ဘူးတဲ့ဒေတာတခုမှဖုတ်ဝင်တယ်လို့အထင်ခံရတဲ့အဖွားနှုတ်နဲ့ကြုံဘူးတယ်တကယ်တမ်းကျတော့တလွဲအထင်ခံရရှာတာပါအားလုံးဒီထွေးတင်ဤစကား၌လိုက်ပါမျောနှင့်သွားကြသည် သူတို့ကိုသူတို့လည်းစူးစမ်းမိကြသည်ဘဝတတတာ ကာလပတ်လုံးလူတစ်လုံးသူတစ်လုံးဖြစ်အောင်နောက်အင်းနောက်မင်းမပြုတ်ပဲလောကရန်ကိုခါးစည်းခံခဲ့တော်အမိသားသမီးတွေဘဝအချိန်ကြီးမြင့်မားတိုးတက်လာစေဖို့ဘဝကို တုံးခုပေးခဲ့တော်အမိကျခုဒီအမိဒီအတိတွေယိုယွင်းတတိတွေယိုယွင်းအရွယ်တွေအုံမင်းလာလေမှမိမိတို့ကဥပေက္ခပြုရက်ဆက်ကြမည်ဆိုလျင်တရားနီလန်းကြပါမည်လား ထွေးတင်တာအခုလိုမျိုးအကျိုးတင်အကြောင်းတင်ပြောဆိုတားမြစ်ခြင်းမရှိပါကသူတို့အားလုံးကံကြီးထိုက်ပြီးရောမည်အေးကွာအကိုတို့အမကြီးမှားတော့မလို့ညီမလေးအကျိုးတင်အကြောင်းတင်ပြောဆိုမှာပဲသဘောပေါက်တော့တယ်။ကဲညီမလေးအမေကိုအနည်းငယ်ပြုစုစောင့်ရှောက်ပါကွာလိုအပ်တာတွေအကိုတို့ဖြည့်ဆည်းကြပါမယ်။ထာဝရမေတ္တာတွေပေးဝေစည်းစိမ်ခဲ့တဲ့အမေကိုတို့များကလည်းမေတ္တာနဲ့ပြန်လဲပေးဆက်ကြတာပေါ့။ ထွေးတင်ဖို့ဒီတာဝန်ကိုကြည်ကြည်နဲ့နဲ့ယူလိုက်သည်ကံအားလျော်စွာပင်ဒီနေရာဒီအရက်သို့ယာရုတိုးဖြင့်ပြောင်းရွှေ့ခွင့်ကြလာတော့ထွေးတင်ဖို့ပျော်၍မဆုံးတော့ကုတော်ဖြင့်သာသမီမင်းမြင့်များအလေ၌အမေကြီးတော်နှင်းရွှေတရားထူထူထောင်ထောင်ဖြစ်လာခဲ့ပြီကောဒါဟာအာဟာရဖြစ်ဖွယ်အစားအသောက်များစီကောင်းဝါကောင်းတို့ကြောင့်ကြီးတာမဟုတ်သာသမီမင်းမြင့်တို့ဤတုံ့ပြန်မြတ်တာကြောင့်လေအပါဝင်ဖြစ်ပေလိမ့်မည်တကား ဟုတ်ကဲ့ပါခင်ဗျာဒီကနေ့မှာကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဝတ္ထုတို့လေးကိုအချိန်ပေးပြီးနားတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့စာရေးဆရာတိန်းစောရွှေလီဦးရေးသားထားတဲ့တဝက်ပြစ်တဝက်စားဆိုတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပေးကြပါအောင်ခင်ဗျာကိုတောက်ကြတော်သားဒီလိုအတိုင်းဆက်လုပ်သွားရင်ကျမတို့လက်ထွက်ကတော့တဝက်ပြစ်တဝက်စားတွေဖြစ်ကုန်ပါပြီတော့ ညနေမိုးချုပ်စာထမင်းဝိုင်းထိုင်ကားရှိသည်ဇနီးတဲ့မဆွေကြီးဤစကားကြောင့်ကိုတောက်ကြပကန်းနဲ့ထမင်း၌နေသည့်လက်မှာတုံငနေဖြစ်သွားရသည်။ဘာလဲဟာမင်းကတော့လှုပ်လိုက်ပြန်ပါပြီ။ဘာတဝက်ပြစ်တဝက်စားလဲ။ခုဇနီးတဲ့ကိုကြည့်ရင်မေးလိုက်ပြန်သည်။မဆွေကြီးမှာထမင်းဘွဲဝင်ထိုင်လိုက်ရင်ကပြောလိုက်ပါသည်။ကဲထမင်းစားရင်ကျမပြောမယ်။ တော့မှလေဒီလိုလင်မယားဓမင်းလက်ဆောင်စားတော့မှဆုံရတာမို့ရတဲ့အချိန်ပြောရတာရှင်စဉ်းစားကြည့်ပါဦးတဏီကုံတဏီကန်တွားလိုက်ရတဲ့ရက်ရေးရွာကြီးလှုပ်လိုက်ရတဲ့ပရဟိတလုပ်ငန်းဘယ်မှာလဲအိမ်လုဖြစ်တဲ့လေတဲ့တလကြလို့တစ်ခေါက်လေဦးလေတိတ်နှံ့အောင်ရောက်လို့လားမကုံတဲ့တာမကုံမခန်းတဲ့တာမခန်းအလုပ်တွေတွင်ကြအောင်တော်အိမ်တော်ဦးစီးမို့လားသူများနဲ့လွှဲထားလို့ကကျမပြောတဲ့တဝက်ပြစ်တဝက်စားဆိုတာကမှနည်းအောင်မယ်လေတဲ့လေပြန်ကြည့်ပါဦးရှင်ဟုတ် ရှေလျားထွေပြသည့်စကားကြောင့်ကိုတောက်ကြခေါင်းတဆက်ဆက်ညှိမ့်လိုက်ရင်အော်ဗာများလေလို့ဒါဦးပြောတာကိုကဲထမင်းတော်ဝအောင်စားပြရစေအောင်ကွာအခုညငါရွာထဲထွက်ဖို့အစီအစဉ်မရှိပါဘူးထမင်းစားပြီးရင်လက်ဖက်ပါတုတ်ထားလိုက်အိမ်ကောင်းရင်ကဘာကြီးတို့မအောင်အိမ်မှာစကားပြောဖို့ငါတွားဖိတ်လိုက်အောင်မယ်ဘာကြီးတို့မအောင်မန်တိုင်းထားပြီးမင်းနဲ့ငါနဲ့အဲ့ဒီလေကိစ္စအကြောင်းအေးစီဆွေးနေတာပေါ့ကဲမင်းနဲ့ထမင်းဝအောင်စားစကားမပြောနဲ့အောင်တော်စကားတီးပါတယ်နော် တော်ကြဟိုလူလာခေါ်လို့ဒီလူလာခေါ်လို့ ਨੇ အကြောင်းမပြနဲ့ထမင်းစားပြီးရင်တော်ပဲမှမတော်နဲ့ဘာကြီးတို့မှဝင်ကျမကိုယ်တိုင်တွားပြီးပြောခဲ့မယ်ခုပြောလိုက်ရင်ကိုတောက်ကြခက်ပြုံမြုံကြီးဖြင့်မိမကတော့ကွာကိုတက်တလုံးပေါင်းလာတဲ့ယောက်ျားတော်မယုံရဘူးလို့အေးလေအဲ့ဒါကြောင့်လဲငါစီစဉ်ပြီးလောက်ကိုင်းနေတဲ့လေလုံငန်းကိုတဝက်ပြစ်တဝက်စားလို့ပြောတာဘာဆန်းတော့မှလဲဟုတ်တယ်လေသမားတွေများဆိုလူငားတွေနဲ့ဘာမှပြစ်မထားဘူးထဲထိုးလဲပါတယ် ထွန်မွေလဲပါလေပြိုးနှုတ်ကောက်ဆိုင်စဘာရိတ်အိုတော်စဘာဖြစ်တဲ့အထိကို့ပစ္စည်းအနာကမခွာဘူးလယ်နေချင်းမောင်စုတို့တာခွေးတို့မြက်ဦးတို့ကြည့်ပါလားတော့မြင်မဲမဟုတ်ဘူးလားဟုတ်ပါတယ်ဟုတ်ပါတယ်မင်းမြင်တယ်လို့ငါလည်းမြင်ပါတယ်ကဲထမင်းဝိုင်းသိင်းပြီးလက်ဖက်တော့ဘာကြီးသွားခေါ်တိမှစကားပြောကြတာပေါ့မရွှေကြီးလည်းထမင်းဝိုင်းသိင်းပြီးအိမ်ရှိဘက်ထွက်သွားလိမ့်ကိုတောက်ကြပက်လက်ကလက်ထိုင်းမောထိုင်းနေရင်သူပြောမိစကားတွေရင်ထဲမှာအစီအီးပြည့်နေသည်ဘာကြီး ဂျင်းရှင်လေးနဲ့လက်ဖက်တုပ်လေးမိလိုက်ပါဦးအင်ဝီကန်တွင်ရောက်နေတော့ဦးတို့မောင်အားကိုတောက်ကြကဧဝေပြုတ်လိုက်သည်အေးပါကွာစတာပေါ့ဒါနဲ့မောင်တောက်ကြဒီညရွာထဲမထွက်တော့ဘူးလားဟုတ်တယ်ဗျာကြီးအေးနေ့စဉ်ရက်ဆက်ဖြစ်နေလို့ကျွန်တော်ဒီတရက်နေ့အနာခိုင်းထားတယ်ဗျာကြီးကရေကလည်းကျသွားပါပြီအေးကွာရရေးရွာကြီးဆိုတာအားလုံးတတိရှိရှိအတိစိတ်ရှိရှိနဲ့ဝိုင်းပြီးဆောင်ရွက်ကြရင်အောင်မြင်တာပဲမဟုတ်လား ဟောအခုရပိုင်းတက်လာတဲ့မြေကြီးကြောင့်အားလုံးစိတ်ပူပန်မှုမရှိအောင်မင်းတို့လူငယ်လူရွယ်တွေလူလက်ပိုင်းတွေအချိန်ပြည့်နေကြမပြတ်စောင့်ကြည့်ပေးတာရီပြုတ်ပြင်းတင်တာပြုတ်ပြင်းဆိုတော့ကြံတဲ့ရွာသူရွာသားတွေစိတ်ချလက်ချအိတ်နိုင်စားနိုင်ကြတာပေါ့ကွာအေးအဲ့ဒါကြောင့်လေဥဆောင်တဲ့မင်းတို့တွေကိုအားလုံးကကျေးဇူးတင်နေကြတာပေါ့ဘာကြီးတို့မောင်စကားအဆုံးတွင်အိမ်ရှိမှအတန်မပြုတ်ပဲအိမ်ပေါ်တက်လာသူတက်ဖို့ကိုလှမ်းမြင်လိုက်တဲ့ဖြင့်ကိုတောက်ကြကအတန်ပြေးလိုက်သည်ဟေ့လာကွာတက်ဖို့ မင်းလည်းအတန်မပြေးပါမပြေးနဲ့။အော်အခုနဘာကြီးပြောတဲ့စကားပြန်ပြောရရင်ကျွန်တော်ရရေးရွာကြီးဟိုးငငယ်လေးတွေကအခုချိန်ထိလှုပ်နေတာ။ဘာအကျိုးကိုမှမျော်လှုပ်တာမဟုတ်ပါဘူးဘာကြီးရဲ့။ရရွာချစ်တဲ့စိတ်ကြောင့်ပါ။အခုပြောလိုက်လေရင်ဦးတို့မောင်ကခက်ပြုံးပြုံးကြီးဖြင့်အေးအဲ့ဒီစိတ်တွေကြောင့်မင်းဘလောက်အကျိုးပေးတန်လဲ။စဘာဆိုလဲအခွက်နှုံးကထိတ်ဆုံးပဲ။ပဲဆိုလေဒီလိုပဲမဟုတ်လားအများအကျိုးဆောင်ကို့အကျိုးအောင်ပေါ့ကွာခုပြောလိုက်ရင်တက်ပူက ဟုတ်တယ်ဘာကြီးဟောဒီတောက်ကြလေအကြောင်းလူတိုင်းကဒီလိုပဲပြောကြတာရွာတွေကလူတွေတော်တော်များများကလေသူ့လေလည်းမရဘူးတဲ့သူမရှိဘူးဗျာဟုတ်ပြောလိုက်လေတစ်ချိန်လုံးငြိမ်းနားထောင်နေသူအွှေကြီးကဘယ်မရဘူးတဲ့သူရှိမလဲတက်ဘူးရဲ့ကောက်စိတ်ချိန်နဲ့လောအားကသူများထက်ပိုရင်ပိုမယ်မရော့ရဘူးကောက်ရိတ်ချိန်ထဲထိုးထုံမွေမျက်ကောက်ပြိုးနှုတ်ကအစဒီတိုင်းပဲဟောအခုလဲလုတ်သားသုံးယောက်ငှားထားပြန်တော့လေခိုးလူတွေစိတ်ကြိုက်အလုတ်ခိုင်းထားတာ အိမ်သားကိုယ်တိုင်ဆင်းကြည့်ကြရင်ဒါထက်ပိုရမှာအဲ့ဒါကြောင့်နင့်လူကိုတဝက်ပြစ်တဝက်စားလို့ပြောလို့ညဏ်ကြီးကတော့စကားများရသေးတယ်ခုလင်းတော်မောင်ကို မျက်စောင်းကလေးထိုးရင်ပြောလိုက်သည်ဒီတွင်တက်ပုကဟာနင်အဲ့ဒါတော့မပြောနဲ့အိမ်သားဘလောက်လိုက်လိုက်မောင်စုတို့တာခွေးတို့ကြည့်ပါလားအချိန်မီအခါမီလဲမပြီးဘူးစဘာရောပဲရောအထွက်နှုံးရောဒီကောင်တောက်ကြလေးကိုမှီလို့လားအဲ့ဒါဘာလဲသိလားတောက်ကြက လေလုတ်သားရောနေကောက်သားရောလဝါတန်ဘူးရှော့မပေးဘူးဈေးလည်းမစစ်ဘူးအဲ့ဒါကြောင့်နင်တို့စိုက်ချင်းရောကြိတ်ချင်းရောအစစတက်မီဩဇာပတ်တာကအစအချိန်မီတယ်စသရရအစဉ်ပြေကြတယ်လေအဲ့ဒါကြောင့်အထွက်ကောင်းတာမှတ်ဟူပြောလိုက်လေဦးတိုးမောင်ကခေါင်းတငိမ့်ငိမ့်ဖြင့်ပြောလိုက်သည်တက်ဘူးပြောတာမှန်နေရွှေရငါအတွေ့အကြုံရတို့ရွာမှာသူများထက်လဝါကဈေးနှုန်းတာပေးတိုင်းလေထဲမှာကောက်ရိတ်သားတို့ကောက်ဆိုင်မတို့လေလုတ်သားတို့ လိုတိုင်းရလိမ့်မယ်မထင်နဲ့ကိုလိုချင်တဲ့အချိန်ရလိမ့်မယ်လို့မထင်လိုက်နဲ့ရွှေကြီးအခုတောက်ကြတို့နင်တို့လဲမှာလိုတဲ့အချိန်လုတ်သားတွေနှီးကောက်သားတွေကောက်ရိတ်သားတွေကောက်ဆိုင်မတွေနောက်ဆုံးနင်တို့အိမ်မှာလှုပ်ရှားကင်ရှားရှိတာကအစလူမငားတာအဲ့ဒါဟောဒီတောက်ကြရဲ့ရွာပေါ်ရပ်ပေါ်မှာအမြဲတမ်းရရေးရွာကြီးလူမှုရေးတွေကိုဖိရင်ဖိဆောင်ရွက်ပေးတဲ့စေတနာရောင်ပြန်အချိုးတွေဟာ ဲ့ဒါကြောင့်နင်တို့ကိစ္စတွေမှာလှုပ်အားလိုလို့နေစားငါတောင်ဘယ်သူမှမငင်းမှုမဟုတ်လားဟောတချို့လေတွေမှာဆိုရင် နေမြင်တဲ့အတိုင်းပဲစိုက်ချင်းတန်းရိတ်ချင်းတန်းမှလှုပ်သားမရလို့အထွက်ထိခိုက်တာလေလွင့်ကြရတာနင်လည်းအကြမဟုတ်လားဟူကျိုးကြောင်ချပြောနေတဲ့ဖြင့်မတ်ရွှေကြီးငြိမ်နားထောင်နေကိုတောက်ကြကဝင်ပြောလိုက်ပြန်သည်ဟုတ်တယ်ဘာကြီးကျွန်တော်ကတော့ရရေးရွာကြီးရွာသားတွေရဲ့တာမှုနာမှုကစား ဥဆောင်ဥရွက်ကုညီတာဒီအကျိုးကိုမျှော်လာတော့မဟုတ်ပါဘူး။ဒါပေမဲ့တို့အားလုံးရဲ့ရောင်မြန်စည်ရနာကိုနားလဲပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့လောကကိုအမြဲတမ်းသူများထက်ပိုပေးတယ်။ငွေအေးချေးရေးမပိုတော့တခါတလေဆန်လေးပါလိထောက်ပံ့တာလို့အဝိစားကစတတ်နိုင်တဲ့လောက်ပေးတာလို့အမြဲလုပ်ပါတယ်။ဒါလည်းကျွန်တော်စည်ရနာပါ။ကျွန်တော်ရင်ထဲမှာဒီလောက်ကြာလုံးလုံးနေတဲ့နေရာအမြဲတမ်းထားတဲ့စိတ်ထားကတော့ကျွန်တော်လေလုတ်ပိုင်ခွင့်မြေကြီးရှိတဲ့သူ ကျွန်တော်တယောက်တည်းကျွန်တော်မိသားစု တစုတည်းမလုပ်နိုင်ပါဘူးဒါကြောင့်ကျွန်တော်လေလုပ်ငန်းရာလုပ်ငန်းမှာငားရမ်းလုပ်တဲ့အခါအဲ့ဒီလူတွေကိုအခစားတယ်လို့စိတ်ထဲမထားဘူးအဲ့ဒီလူတွေနဲ့ကျွန်တော်အကျိုးတူပူပေါင်းလှုပ်ဆောင်တယ်လို့မိသားစုစနစ် လုပ်တယ်လို့စိတ်ထဲမှာထားပြီးကျွန်တော်အကျိုးခံစားရတဲ့တဝက်ကိုသူတို့လောကအဖြစ်အပြည့်အဝပို့ပို့ရှင်းရှင်းသုံးပေးလိုက်တာပဲဘာကြီးကဟာတိတ်ကောင်းတဲ့အယူအဆစိတ်ထားပဲကွာအော်မင်းကဒီလိုကြင့်သုံးတာပေါ့ ပြီလီကွာဒါလည်းမှန်တာပဲရှိစကားအရှိသားကလားအလုရှင်တွေလုံသားတွေအပေါ်မှာထားရမယ်ကျင့်ထုံးထဲမှာအခါအားလျော်စွာထောက်ပံ့ချီးမင်းရမယ်ဆိုတဲ့စကားရှိသေးကလားအေးကွာမင်းကရှေ့ဆောင်လမ်းပြလို့တော့ငါတို့လည်းနမူနာယူရတာပေါ့ဟုတ်တယ်ဘာကြီးက တောက်ကြအဲ့လိုသဘောထားမျိုးနဲ့သူ့အလုပ်တွေကိုနေစားနေလှုပ်လှုပ်ပင်တိုင်းလှုပ်လှုပ်လှုပ်ကြတဲ့သူတိုင်းကိုအဲ့ဒီလိုဆက်ဆံပေးကမ်းတော့ကျွန်တော်အမြင်မှာအဲ့ဒီလူတွေကလည်းသူ့အပေါ်ကျေးဇူးတုံ့ပြန်ပြီးမမြင်ကြွယ်ရမှာတော့ကိုပစ္စည်းလို့ကိုလှုပ်လို့မကိုမကက်လှုပ်ကြတာကျွန်တော်အသည်ပြအဲ့ဒီဟာတွေကိုအသေးစိတ်မသိတဲ့ကျွန်တော်တငယ်ချင်းအင်ရှင်ကြီးမတ်ရွှေကြီးကတောက်ကြကိုစူနေပြို့ဟုတ်တပ်ပူကဝင်ပြောလိုက်ရမတ်ရွှေကြီးကနင်ပါတိကငါကမိမ့်မသားဟဲ့ စီးတဲ့ရဆယ်တဲ့ကတင်းဆိုတယ်လို့တကြက်ကုန်မဲ့နေရတကြက်ပေါ့ဘယ်နှစ်ကြက်ကုန်သေးခြင်းပါလဲရစရာရှိလေနှစ်ကြက်ရမယ့်နေရတကြက်ရရင်ဘယ်ကျင်နဲ့နိုင်ပါလဲအဲ့ဒီအတိကစိတ်ထဲမှာစွဲနေတာဟဲ့အခုနဘာကြီးတို့ကိုတောက်ကြတို့ညီတို့ပြောတဲ့စကားတွေကအခုမှကြားရတာကိုဟဲ့ယောက်ျားထံမျက်စောင်းတဝင်းဝင်းဖြင့်ကြည်ကပြောလိုက်သည်အဲ့ဒါသာကြည်ဘာကြီးရေတတလုံးပေါင်းနေတဲ့ယောက်ျားကိုအချက်မသိတော့တမတ်တခိုးထင်ငှက်မသိတော့ဇေယျဂျိုးထင်ဖြစ်နေတာတကယ်တော့ စကားသမီးလို့ကျွန်တော်ပြောရရင်အခုဘာကြီးလဲဆယ်ဧကလောက်တာတစ်နှစ်ချုပ်လိုက်ရင်အမျက်စွန်းအနေနဲ့စဘာဘလောက်ကျန်လဲတွေ့ကြည့်တမ်းပါဦးအေးငါပါဝင်လေသမားတော်တော်များများတော့လေပြီးလို့ရှင်းနှန်းထုတ်ရင်ဆယ်ဧကလောက်တဲ့လူစဘာ300လောက်တော့ကျန်မှာပေါ့ကွာတချို့လောအားမရှိကျွမ်းသားမပြည့်စုံတဲ့လူဆိုရင်တော့300တောင်ကျန်မှာမဟုတ်ဘူးထင်ပါတယ်ကွာဟုတ်တယ်အကြီးပြောတာမှန်တယ်ကျွန်တော်လည်းလေ့လာမိတယ်အဲ့ဒီလူတွေဟာသူတို့ထွက်တဲ့စဘာတော့ဝယ်မကျန်တာတေချာသွားပြီနော်ဗာကြီး အေးဟုတ်တာပေါ့ငါတူရတိတိရှာရှာတွက်ကြည့်မှငါလေလုတ်တာတဝက်မကြံပဲကိုကွာဟုတ်တယ်ဟုတ်တယ်ကျွန်တော်လေလုတ်လို့ရလုတ်လို့ခြံမဲလုတ်လို့အမြဲတမ်းတဝက်ကြံနေဗာကြီးကအေးဟုတ်လားစူစမ်းပါအောင်ကွာဥဖိုးမောင်ကကိုတောက်ကြကိုစုံစမ်းတယ်လို့မေးလိုက်ဗာကြီးတွက်ကြည့်ကျွန်တော်လေလုတ်ခွင်စပားနှစ်ထောင်နှစ်စင်ထွက်တယ်အမြဲတမ်းကျွန်တော်အတွက်တထောင်ကျော်ကြံတယ်အဲ့ဒီတဝက်နီးနီးဟာက ျွန်တော်လောအားကားတို့ပြုပြင်စရိတ်တို့မှာပြည့်ပြည့်ဝဝတုံးတယ်ပြည့်စည်ပေးတယ်မချို့တဲ့ဇေယျကိုနှစ်ချင်းနဲ့ယင်မထောင်နှစ်ချို့လို့အဖြေဟာကျွန်တော်အတွက်အမြဲတမ်းတဝက်ကြံတယ်အဲ့ဒီတော့ဘာကြီးဟာဘယ်လုပ်ငန်းလုပ်လို့တဝက်မြုပ်လို့တဝက်အမြတ်ရရင်တော်ပြီပေါ့ဒါကျွန်တော်ခံယူချက်ပဲဟာတောက်ကြပြောတာမှန်တယ်ကွာဘယ်စည်းပွားကြီးလုပ်လို့အရင်အများကြီးစိုက်တောင်တချို့မအောင်မြင်ကြဘူးတချို့ကြတော့၃ချိုးတချို့တချို့ကြတော့ကန်ထလို့ခေါ်ခေါ်အဆင်ပြေကြတယ် ဒါရီဟာတဝက်ရင်းလို့တဝက်မြတ်တဲ့စနစ်လောက်တော့မကြိုက်ဘူးကွာအေးဒါကြောင့်ရှေးလူကြီးသူမှပြောစကားတွေလို့သူ့လက်လာမှကိုယ့်လက်လာဆိုတဲ့စကားတိတ်မှန်ပဲဟိဟုတ်တယ်ပါကြီးကျွန်တော်ကတော့တဝက်ပြစ်တဝက်စားဆိုတဲ့စကားကိုပျက်စီးလေလွင်းတဲ့နေရာမှာပဲသုံးနေထင်တာဟုတ်တပ်ဘူးကပြောလိုက်ရမတ်ရွှေကြီးကဟုတ်တယ်ဘာကြီးရဲ့တပ်ဘူးပြောသလိုပဲတဝက်ပြစ်တဝက်စားဆိုတာကျမလည်းဟိုဘာပြောရမလဲအိတ်ပေါင်းနဲ့ဖားကောက် ုံမှန်ခံမှန်မသိဆိုတဲ့စကားတွေရဲ့အတိတ်ပဲလို့အလုတ်ကိုဂယုတဆိုင်မလုတ်တတ်တဲ့လူတွေကိုပြောတဲ့စကားသုံးတဲ့စကားလို့ပဲထင်နေတာရှင့်ဟုဝင်ပြောလိုက်သည်ဟုတ်တယ်ပါကြီးကျွန်တော်လည်းတဝက်ပြစ်တဝက်စားဆိုတဲ့စကားကိုကောင်းတဲ့ဘက်ကယူပြီးလက်တွေ့ကျင့်သုံးခဲ့လို့အခုလိုအောင်မြင်ခဲ့တာပါဒါကလည်းကျွန်တော်တို့လူမျိုးတွေရဲ့ရှေးစကားတွေရဲ့အနှစ်သာရတွေပါခင်ဗျာဒါကြောင့်ကျွန်တော်ပါလို့လို့ဒီစနစ်အတိုင်းပဲလုပ်ပါတယ် ဟိကောင်တောက်ကြမင်းရဲ့တဝက်ပြစ်တဝက်စားဆိုတဲ့စနစ်ကိုစီးပွားရေးလုပ်ငန်းနေပါတာလုံတော့ဟိုမင်းနဲ့ရွှေရည်နဲ့အိမ်တော်ရေးမှာတော့မလုံနဲ့တော့ငါတတိပေးပါတယ်ဟဲ့အဲ့ဒီလိုလုံရင်ရွှေရည်ကကျင်းနဲ့ခွန်းလွတ်မလားမေးကြည့်အောင်ဟုရွှေရည်ပဲမင်းငော့ပြရင်ရွှွန့်ဖောက်လိုက်ရမတ်ရွှေရည်ခါထောက်လိုက်ရင်ဟဲ့တက်ဘူးဘာကြီးတို့မောင်ရှိမှာပေါ့မပြောလိုက်ချင်ဘူးနော်လက်ဖက်တုပ်စားရင်ကောင်းကောင်းစားဖောက်မလားနဲ့တိတ်တိတ်နေနော်ဟွန်း က်ရွှေကြီးတယောက်ငယ်နိုင်တက်ဘူးအားမျက်စောင်းထိုးကြည့်ရင်အန်ကျိတ်ပြောလိုက်သည်မက်ရွှေကြီးမူရာကိုကြည့်ရင်ဦးတို့မောင်ဘာဝင်အားလုံးသဘောကျရင်မိုးလိုက်ကြ၏ကိုတောက်ကြကဟိကောင်ဘာလီပြောနေရလဲရှုပ်ကုန်ပါပြီကွာငါစကားပလင်ခံထားပါရောလားအဲ့ဒီတဝက်ပြစ်တဝက်စားဆိုတဲ့စကားကကောင်းတဲ့ဘက်ကကွာကောင်းတဲ့ဘက်ကဟုပြောလိုက်သည်ဟာဟာဟာ တောက်ကြတယောက်တော့တဝက်ပြစ်တဝက်စားတောက်ကြလို့နာမည်ကြီးအောင်မယ်ဟေ့ဟုဥတို့မောင်ကပြောလိုက်ရာတက်ဖို့တယောက်သူ့မျက်နာကိုမတ်ရွှေကြီးပဲတမြင်လှဲ့ပြီးဥတို့မောင်ပဲလက်ကလေးကာ၍လေတံတိုးတိုးလေးဖြင့်ကောင်းတဲ့ဘက်ကပါဘာကြီးရဲ့ကောင်းတဲ့ဘက်ကဟုကပြားကြရပြောလိုက်ရာစကားဝိုင်းတဝိုင်းလုံးပွဲကြရင်မောတယ်များဖြတ်ပေါ်လာလေတော့တည်း ုတ်ကဲ့ပါခင်ဗျာဒီကနေ့မှာကျွန်တော်ဖတ်ပြခဲ့တဲ့ဝိထုတိုလေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့နာတော်တာဆင်သူညီကောင်မောင်မများအားလုံးကိုကျေးဇူးပက်ကာရအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကောင်မောင်မများအားလုံးဘဝမောများဖြည့်ဖြောက်နိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှဆုမွန်ကောင်းများတောင်းပေးအပ်ပါတယ်ခင်ဗျာ